This is Radio NUG, the voice of National Unity Government of Myanmar, broadcasting for Myanmar Spring Revolution. Radio NUG is transmitting from shortwave 16 meter 17.79 megahertz at 8:30 a.m. and 25 meter 11.94 megahertz at 8:30 p.m. Myanmar Standard. မင်္ဂလာပါရှင်။အမျိုးသားညီညွတ်ရေးအစိုးရရဲ့အတံလွတ်ဌာနရေဒီယို NUG ကိုမန္တလေး၈နိုင်ခွဲမှာလိုင်းတူ60မီတာ19.3မှ9.5 MHz နဲ့ညပိုင်း၈နိုင်ခွဲမှာလိုင်းတူ95မီတာ17.3မှ9.5 MHz တို့မှာဓာတ်ရိုက်ဖမ်းယူနိုင်နိုင်ပါပြီရှင်။မင်္ဂလာအပေါင်းနဲ့ခေဆုံကြပါစို့။အခုချိန်ကစပြီးရေဒီယို NUG စီစဉ်နေတဲ့ဓာတ်ရိုက်အတံလွတ်ပေးနေပါတယ်။ ဗီဒီယို NUG ကိုနားဆင်နေကြတဲ့မိဘပြည်သူများနဲ့မြန်မာနိုင်ငံသူနိုင်ငံသားအပေါင်းတဘာဝဘေးဆက်အာနာရှင်ဘေးတို့မှကင်းဝေးပြီးကိုယ်စိတ်နှပါအေးချမ်းလုံခြုံကြပါစေလို့ဗီဒီယို NUG ဖွဲ့သားများမှဆုတောင်းမေတ္တာပို့သလိုက်ပါရခင်ဗျာ မင်္ဂလာညချမ်းပါခင်ဗျာဒီကနေ့2025ခုနှစ်မေလ2ရက်နေ့ရေဒီယို NUG ရဲ့ညပိုင်းအစီအစဉ်များကိုစတင်ထုတ်လွှင့်ပေးပါတော့မယ် ပထမဦးစွာ Radio NUG စည်ရေးသတင်းကောက်နှုတ်ချက်ကိုမင်းယူကဖတ်ကြားတင်ပြပေးမှာဖြစ်ပါရယ်ခင်ဗျာ Radio NUG သောတာရှင်မိဘပြည်သူများမင်္ဂလာပါခင်ဗျာ ခုချိန်ကစပြီး2025ခုနှစ်မေလ2ရက်နေ့ညပိုင်းမှာတင်ပြပေးမယ့် Radio NUG စည်ရေးသတင်းများကိုဖတ်ကြားတင်ပြပေးသွားမှာဖြစ်ပါရယ်ခင်ဗျာကျွန်တော်ကတော့မင်းယူပါပထမဆုံးစည်ရေးသတင်းနေဖြင့် ်ဖားကံမျိုးဘက်ထိုးစစ်ဆင်လာတဲ့စစ်တပ်စစ်ကြောင်းကို KIA ပူးပေါင်းအဖွဲ့တိုက်ခိုက်မှုမှာစစ်တပ်ဘက်က73ဦးသေပြီး2ဦးအရှင်ဖမ်းမိတဲ့တရင်ကိုတင်ပြပေးပါမယ်။ကချင်ပြည်နယ်ဖားကံမြို့ဘက်ထိုးစစ်ဆင်လာတဲ့စစ်တပ်စစ်ကြောင်းကို KIA နဲ့ပူးပေါင်းအဖွဲ့တွေတိုက်ခိုက်ခဲ့ရာစစ်တပ်ဘက်က73ဦးသေပြီး2ဦးအရှင်ဖမ်းမိထားတယ်လို့ဒေတာတွင်းသတင်းရင်းမြစ်တွေကပြောပါတယ် မေလာတရနေ့ကတနိုင်းမြို့ကိုသွားတဲ့လမ်းမကြီးအနီးကလဝါကြီးရွာမှာရှိတဲ့စစ်တပ်ကို KIA နဲ့ KPDF ပူးပေါင်းတပ်တွေတိုက်ခိုက်ခဲ့ရာစစ်တပ်လက်အောက်ခံပြည်သူစစ်နဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်အလောင်း73လောင်းနဲ့လက်နက်ခဲယမ်းတွေရရှိခဲ့ပြီးစစ်သားတွေစုတောင်းတောင်ဘက်ထွက်ပြေးသွားကြတယ်လို့ဆိုပါတယ်။စုတောင်းတောင်ကိုထွက်ပြေးသွားတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို KIA နဲ့ KPDF ပူးပေါင်းတပ်တွေလိုက်လံတိုက်ခိုက်ရာမှာစစ်သားတအုပ်အရှင်ဖမ်းဆီးရမိက ဆူတောင်းတောင်ကိုလည်းမာမေးပူပေါင်းတပ်တွေကသိမ့်ပိုက်ထိန်းချုပ်ထားတယ်လို့လည်းသိရပါဗျ။ဒီနေ့မေလ၂ရက်နေ့မနက်အစောပိုင်းမှာလည်းမြကြီးနားဖားကန့်လမ်းပေါ်ကနန်ရချေးရွာဘက်ကိုစစ်ကြောင်းထိုးလာတဲ့စစ်ကောင်စီတပ်ဖွဲ့ကို KIA နဲ့ KPDF ပူးပေါင်းတပ်တွေက drone နဲ့ဘုံကျဲတိုက်ခိုက်တာရှိတယ်လို့ဒေတာတွင်သတင်းတွေကဆိုပါတယ်စစ်ကောင်စီဘက်ကအင်အား600လောက်နဲ့စစ်ကြောင်းတွေခွဲပြီးထိုးစစ်ဆင်လာတာကြောင့် KIA နဲ့ KPDF ပူးပေါင်းတပ်တွေနဲ့တိုက်ပွဲတွေဖြစ်နေတာလို့သိရပါတယ် ဒီတိုက်ပွဲတွေကြောင့်မြจีนာဖားကန့်လန်းတခြားမှာရှိတဲ့ကျေးရွာဆယ်ရွာထက်မနည်းကဒေသနေပြည်သူတွေစစ်ဘေးရှောင်နေကြရတယ်လို့လည်းသိရပါတယ်ခင်ဗျာဒုတိယသတင်းအနေဖြင့်စစ်ကောင်စီကနောင်ချုံမြို့နယ်ကိုလေကြောင်းကနေဘုံကျဲတိုက်ခိုက်တဲ့သတင်းကိုတင်ပြပေးပါမယ်တောင်ပြည်တပ်မှနှစ်နယ်မြေနောင်ချုံမြို့ကိုအကြမ်းဖက်စစ်ကောင်စီကလေကြောင်းကနေဘုံကျဲတိုက်ခိုက်ပြီးဟာဝေဇာရီနဲ့ပစ်ခတ်ခဲ့တယ်လို့တောင်တပ်မတော် TNL ကထုတ်ပြန်ပါတယ် မနေ့မေလ၁ရက်ညနေ6:45မိနစ်ခန့်မှာနောင်ချုံမြို့နယ်ကလုံခန်းကြီးရွာကိုစစ်ကောင်စီတပ်က Jet Fighter နဲ့ဘုံနှလုံးလာရောက်ကျဲချတိုက်ခိုက်ခဲ့တာလို့ဆိုပါတယ်။ထို့အတူစစ်ကောင်စီဟာတောင်ခန်းကြီးရွာမှာရှိတဲ့354တပ်စခန်းကနေပြီးတအောင်မျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တရှိရာနေရာကို drone နေနဲ့ဘုံကျဲပြီးဟာဝေဇာလက်နက်ကြီးနဲ့ပြစ်ခတ်တိုက်ခိုက်တာတွေပြုလုပ်ခဲ့တယ်လို့အတည်ပြုထားပါတယ်။ စစ်ကောင်စီကဧပြီလ30ရက်နေ့ညပိုင်းကလည်းတိုက်ပွဲဖြစ်တာမရှိဘဲမန္တလေးတိုင်းမိုးကုံးမြို့နယ်ကိုလေကြောင်းကနေဘုံကျဲတိုက်ခိုက်ခဲ့တယ်လို့ TNL ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ဧပြီလ30ရက်ည8နာရီခွဲအချိန်မှာတိုက်ပွဲဖြစ်တာမရှိဘဲမိုးကုံးမြို့အနောက်ပိုင်းတစ်စိန်ကုန်းနဲ့ကြောက်ပုတ်ကျေးရွာကြားကိုဘုံကျဲတိုက်ခိုက်ခဲ့တာလို့ဆိုပါတယ်။စစ်ကောင်စီအနေနဲ့ဧပြီလကုန်အထိအပြည့်ရထားမယ်လို့ကြေညာထားပေမဲ့နိုင်ငံတော်လေကြောင်းတိုက်ခိုက်မှုတွေအရှိန်မြင့်လှုပ်ဆောင်နေတာပဲဖြစ်ပါတယ်။ စစ်ကောင်စီဟာ TNL သိမ်းပိုက်ထားတဲ့နောင်ချုံမြို့နယ်ကိုဧပြီလအတွင်းလေကြောင်းတိုက်ခိုက်မှုတွေလုပ်ခဲ့ရမှာအစိမ့်ငွေဘုံ38လုံးနဲ့ဘုံဒီ32လုံးကျဲချခဲ့တယ်လို့လက်နက်ကြီး26လုံးအသုံးပြုတိုက်ခိုက်ခဲ့တယ်လို့ TNL သတင်းနှင့်ပြန်ကြားရေးဌာနမှတ်တမ်းတွေအရသိရပါဗျ။ စစ်ကောင်စီအနေနဲ့ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF DNLA အုပ်ချုပ်တဲ့နယ်မြေတွေကိုစစ်အင်အားဖြစ်တင်းကထိုးစစ်ဆင်တိုက်ခိုက်တာနဲ့တိုက်ပွဲဖြစ်တာမရှိတဲ့နေရာတွေကအရသာပြည်သူတွေနေထိုင်ရာနေရာတွေကိုရည်ရွယ်ချက်ရှိရှိနဲ့လေကြောင်းကနေတိုက်ခိုက်တာတွေပြုလုပ်နေတာကြောင့်ပြည်သူလူထုအနေနဲ့စစ်ရေးတရရှိကြဖို့နဲ့လေကြောင်းရန်ကာဝေးရေးဆိုင်ရာတွေကို လိုက်နာဆောင်ရွက်ကြဖို့နှိုးဆော်ထားပါတယ်ခင်ဗျာဆက်လက်ပြီး အကြံဖတ်စစ်တပ်ကခလဲလွီထူခရိုင်နယ်ကအရသာပြည်သူတွေနေထိုင်ရာနေရာကို လေကြောင်းကတိုက်ခိုက်တဲ့သတင်းကိုတင်ပြပေးပါမယ်။ကရင်မျိုးသားအစည်းအရုံးကိုသူလေအုပ်ချုပ်နယ်မြေခလဲလွီထူခရိုင်လေတုံမြို့နယ်အတွင်းကအရသာပြည်သူတွေနေထိုင်ရာနေရာကိုအကြံဖတ်စစ်ကောင်စီလေတပ်ကလေကြောင်းကနေတိုက်ခိုက်ခဲ့တယ်လို့ KNU ဗဟိုကဒီနေ့မေလ2ရက်မှာထုတ်ပြန်ပါတယ်။အကြံဖတ်စစ်ကောင်စီဟာဝိုင်းတွဲနဲ့ Jet Fighter တွေအပါအဝင်တိုက်ခိုက်ရေးရဟတ်ရင်တွေအသုံးပြုပြီးဧပြီလ26ရက်နေ့မှာ နုညာသူပေါ်ဖောပလောလုံမူသောလုံမူပင်မော်လီစတဲ့နေရာတွေကိုလေကြောင်းကနေအကြိမ်ကြိမ်ပြစ်ခတ်မှုတွေပြုလုပ်ခဲ့တယ်လို့ဆိုပါတယ်အဲ့ဒီနေ့ညနေ9:50မိနစ်နဲ့6:10မိနစ်အချိန်တို့မှာ Jet Fighter နဲ့လာရောက်ပြစ်ခတ်ခဲ့တာကြောင့်လုံမူသောကြေးရွာကစောဆက်လေရဲ့အိမ်ဆန်ကေဂိုဒေါင်နဲ့တဲတွေထိမှန်ပြီးမီးလောင်ပျက်စီးခဲ့တယ်လို့အတည်ပြုပါတယ်။ခလဲလွီထူခရိုင်တွင်းမှာရှိတဲ့ လယ်တူစောတိနဲ့မူးမြို့နယ်တို့မှာအကြမ်းဖက်စစ်ကောင်စီတပ်နဲ့ကရင်မျိုးသားလွတ်မြောက်ရေးတပ်မတော် KNL ဥဆောင်တဲ့တော်လိုင်းတပ်တွေကြားတိုက်ပွဲတွေအကြိမ်ကြိမ်ဖြစ်နေရာအကြမ်းဖက်စစ်တပ်ဘက်ကထိခိုက်မှုများတာကြောင့်လက်နက်ကြီး drone နဲ့လေယာဉ်တွေသုံးပြီးတိုက်ပွဲဖြစ်တာမရှိဘဲပြည်သူလူထုနေထိုင်ရာနေရာတွေကိုပစ်ခတ်တိုက်ခိုက်နေတယ်လို့ KNU ဗဟိုထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ အခုလိုအကြမ်းဖက်စစ်တပ်ရဲ့ပြစ်ခတ်တိုက်ခိုက်မှုတွေကြောင့်အပြစ်မဲ့ရဲသားပြည်သူတွေစိုးရိမ်ကြောက်ရွံ့မှုကြီးစွာနဲ့နေထိုင်ကြရပြီးစစ်ဘေးရှောင်ဥယျာဉ်မှာလည်းနေစဉ်နဲ့အမျှတိုးနေတယ်လို့သိရပါတယ်ခင်ဗျာဆလဘီလေချောင်းအန်ရည်နဲ့လေချောင်းသတင်းတွေကိုအဆက်မပြတ်သတိထားဖို့တာယာရီခရိုင်တွင်းနေထိုင်တဲ့ပြည်သူလူထုကို PDF သတိပေးတဲ့သတင်းကိုတင်ပြပေးပါမယ်။ ဘကိုးတိုင်းအနောက်ချမ်းတာယောရီခိုင်မှာနေထိုင်ကြတဲ့ပြည်သူလူထုအနေနဲ့လေကြောင်းအန်နီယန်နဲ့လေကြောင်းသတင်းတွေကိုအဆက်မပြတ်သတိထားနေထိုင်ကြဖို့တာယောရီခိုင်အမှတ်3တပ်ရင်း P23803 ကသတိပေးပြောကြားလိုက်ပါတယ်။ဘကိုးတိုင်းအနောက်ချမ်းတာယောရီခိုင်ရှစ်မြို့နယ်တွေကပြည်သူတွေလိုက်နာရမယ့်မြစ်တာရက်ခံပန်ကြားချက်9ချက်ထုတ်ပြန်ရမှာအခုလိုသတိပေးပြောကြားလိုက်တာဖြစ်ပါတယ်။ တယောင်ရီခရိုင်ရှင်းမြို့နယ်တွေကပြည်သူလူထုအနေနဲ့ဘုံခိုကျင်းတွေ အခိုင်အမာတူးထားကြဖို့လေကြောင်းအန္တရာယ်နဲ့လေကြောင်းသတင်းတွေကိုအဆက်မပြတ်သတိထားဖို့ပြည်သူအချင်းချင်းရိုင်းပင်းကူညီစောင့်ရှောက်ကြဖို့တိုက်တွန်းထားပါတယ်။ဒါအပြင် တိုက်ပွဲဖြစ်ရာအနီးဝန်းကျင် နေရာတွေနဲ့ကျေးရွာတွေကိုစစ်ကောင်စီကအညှိုးထားတိုက်ခိုက်နေတာကြောင့်စစ်ကောင်စီတပ်တွေပြစ်ခတ်တဲ့လက်နက်ကြီးနဲ့လက်လန်းမီယာပတ်ဝန်းကျင်ကရွာတွေမှာနေထိုင်သွားလာတာတွေခိတ္တရှောင်ကျဉ်ကြဖို့လည်းအတိပေးထားပါတယ်။ သက်ဆိုင်ရာဒေသလုံခြုံရေးအဖွဲ့အစည်းတွေနဲ့ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF တွေကလိုအပ်ချက်အရာထုတ်ပြန်ဆောင်ရွက်တာတွေမှာလည်းလက်တွဲညီညီပူးပေါင်းဆောင်ရွက်ကြဖို့တိုက်တွန်းနှိုးဆော်ထားပါတယ်။ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF တွေရဲ့တော်လှန်ရေးလုပ်ငန်းတွေအောင်မြင်စွာဆောင်ရွက်နိုင်ဖို့တော်လှန်ရေးတပ်တွေရဲ့တက်ချီတက်လို့တရင်ရင်းမြစ်တွေကိုလုံခြုံစွာလျှို့ဝှက်ထားကြဖို့နဲ့ စုံမနေမည်ခိုင်မာစွာမရှိသေးတဲ့အချိန်ဖြစ်တာကြောင့်မိမိတို့ရက်တီယုံကြည်ချက်ကိုယုံကြည်ရသူတွေကလွဲပြီးဆွေးနွေးတိုင်ပင်နာမျိုးမပြုလုပ်ခြင်းဖြင့်မိမိတို့လုံခြုံရေးကိုကာကွယ်ကြဖို့တာယာရီခရိုင်အမှတ်3တပ်ရင်း P23803 ကမြေတားရက်ခံပန်ကြားထားပါတယ်ခင်ဗျာဆက်လက်ပြီး ဆက်ကဆာရဲ့ဘုံကျဲတက်ဖြတ်နေတာတွေရပ်တန့်ဖို့နဲ့အပြစ်မဲ့ပြည်သူအသက်တွေကိုကယ်တင်ဖို့အတွက်လှုပ်ရှားဆောင်ရွက်မှုတွေအရေးတကြီးလိုအပ်နေတယ်လို့ Justice for Myanmar တိုက်တွန်းနှိုးဆော်တဲ့သတင်းကိုတင်ပြပေးပါမယ်။ဆက်ကဆာရဲ့ဘုံကျဲတက်ဖြတ်နေတာတွေရပ်တန့်ဖို့နဲ့အပြစ်မဲ့ပြည်သူအသက်တွေကိုကယ်တင်ဖို့အတွက်လှုပ်ရှားဆောင်ရွက်မှုတွေအရေးတကြီးလိုအပ်နေတယ်လို့ Justice for Myanmar ကတိုက်တွန်းနှိုးဆော်ထားပါတယ်။ ဖြန့်အားပြင်းငလင်ကြီးလှုပ်ခတ်ပြီးတလကျော်ကြာတဲ့အထိစစ်တပ်ကငလင်ကြောင့်ဆူဆူဝါဝါထိခိုက်ပျက်စီးခဲ့တဲ့ဒေသတွေကိုပြင့်မှတ်ထားပြီးလေကြောင်းအကြမ်းဖက်တိုက်ခိုက်မှုတွေအရှိန်မြင့်လှုပ်ဆောင်နေပါတယ်။ဘုံကျဲတက်ဖြတ်နေတာတွေရတံပုံနဲ့အပြစ်မဲ့ပြည်သူအသက်တွေကိုကယ်တင်ဖို့အတွက်လှုပ်ရှားဆောင်ရွက်မှုတွေအရေးတကြီးလိုအပ်နေပါတယ်လို့ဆိုပါတယ်။မတ်လ28ရက်သခိုင်းမြို့ကိုဗဟိုပြု၍လှုပ်ခတ်ခဲ့သောအင်အားခွန်ဒသမခွန်အစင်ရှိသခိုင်းငလင်ကြောင့်တေဆုံးသူလူဦးရေ3000ကျော်ရှိခဲ့ပါတယ်။ အဆိုပါသကိုင်းငလင်လှုပ်ခတ်ခြင်းကစတင်ပြီးစကားဆတ်ဟာလေချောင်းနဲ့လက်နက်ကြီးတိုက်ခိုက်မှုများကိုအရက်သားနေထိုင်ရာနေရာများသို့အဆက်မပြတ်တိုက်ခိုက်ခဲ့ပါတယ်။မတ်လ28ရက်ငလင်လှုပ်ခတ်ချိန်မှစတင်ကာဧပြီလ25ရက်အထိစကားဆတ်ရဲ့လေချောင်းတိုက်ခိုက်မှု225ချိန်ရှိပြီးတင်းဆုံးသူ142ဦးရှိတယ်လို့မြို့သားညညရဲ့အဆိုအရကထုတ်ပြန်ထားပါတယ်ခင်ဗျာ။ ယခုနောက်ဆုံးစစ်ရေးသတင်းအနေဖြင့်လန်ဒန်မှာကျင်းပတဲ့ Testimonies from Beyond ပြပွဲမှာပစီကြီးရွာလေကြောင်းတိုက်ခိုက်ခံရမှုကပစ္စည်းတွေမြမပြည်အခြားနေရာတွေမှာလေကြောင်းတိုက်ခိုက်ခံရတဲ့တပ်သေးကံပစ္စည်းတွေပါခင်းကျင်းပြတာတဲ့သတင်းကိုတင်ပြပေးပါမယ်။လန်ဒန်မှာကျင်းပတဲ့ Testimonies from Beyond ပြပွဲမှာပစီကြီးရွာလေကြောင်းတိုက်ခိုက်ခံရမှုကပစ္စည်းတွေမြမပြည်အခြားနေရာတွေမှာလေကြောင်းတိုက်ခိုက်ခံရတဲ့တပ်သေးကံပစ္စည်းတွေပါခင်းကျင်းပြတာမှာဖြစ်တယ်လို့သိရပါဗျ။ Testimonies from Beyond လို့အမည်ပေးထားတဲ့ပြပွဲတစ်ခုကို လန်ဒန်မြို့မှာမေလ၁ရက်နေ့မှာမနက်၁၇နာရီကနေညနေ၅နာရီအထိမေလ၂ရက်နေ့ကနေမေလ၆ရက်နေ့မှာမနက်၁၇နာရီကနေည၈နာရီအထိ ခင်းကျင်းပြသသွားမှာဖြစ်ပါတယ်။မြန်မာစစ်ကောင်စီကကျူးလွန်ခဲ့တဲ့စစ်ရာဇဝတ်မှုတွေကိုတက်သေးခံမဲ့ဒီပြပွဲမှာ လူ190ကျော်သေဆုံးခဲ့တဲ့ဗစီကြီးရွာလေကျောင်းတိုက်ခိုက်မှုကပစ္စည်းတွေမြမပြည်အခြားနေရာတွေမှာလေကျောင်းတိုက်ခိုက်ခံရတဲ့တပ်တေခံပစ္စည်းတွေလည်းခင်းကျင်းပြသသွားမှာဖြစ်ပါတယ်။ဒါအပြင်မြမစစ်ကောင်စီတပ်သားတွေရဲ့အုပ်စုဖွဲ့အဓမ္မပြုကျင့်တာခံရသူတွေနောက်ဆုံးအုံပြုခဲ့တဲ့အုံဆောင်ပစ္စည်းတွေဆန္ဒပြပွဲမှာပြစ်သက်ခံရသူတွေအုံပြုနေကြပစ္စည်းတွေပါထဲသွင်းပြသသွားမှာဖြစ်တယ်လို့လည်းသိရပါတယ်ခင်ဗျာ။ အခုတင်ပြခဲ့တဲ့သတင်းတွေကို Radio NUG သတင်းတောက်ကိုခန့်နဲ့တာဂီတို့မှပေးပို့ထားတာဖြစ်ပါတယ်ခင်ဗျာဗီဒီယို NUG မှဆက်လက်အသံလွှင့်ပေးနေပါတယ်။စီရီသတင်းကောက်နှုတ်ချက်အပြီးမှာတော့ပြည်တွင်းသတင်းများကိုနှွေဦးမွန်ကဖတ်ကြားတင်ပြပေးမှာဖြစ်ပါတယ်ခင်ဗျာ။မင်္ဂလာညချမ်းပါရှင်။ 2025ခုနှစ်မေလ2ရက်နေ့ရေဒီယို NUG ညပိုင်းပြည်တွင်သတင်းတွေကိုတင်ပြပေးသွားပါမယ်။ကျွန်မကတော့ຫນွေဦးမှပါ။ဒီမောက်ဆုံးတင်ပြမယ့်သတင်းကတော့တရုတ်ရဲ့မြန်မာအရေးချောင်းဝင်ဖြန့်မြင့်မှုတွေဟာဆရာနာရှင်စနစ်သက်ဆိုးရှည်အောင်ဖြစ်စေတဲ့ဘူးလို့ယာယီသမရတူအားလည်းရှိလာပြောကြားတဲ့သတင်းပဲဖြစ်ပါတယ်။မြို့သားညီညွတ်အစိုးရရဲ့အစိုးရဖွဲ့အစည်းအဝေး73မြင်းဆောင်2025မှာယာယီသမရတူအားလည်းရှိလာကအခုလိုပြောပါတယ်။ တရုတ်ရဲ့မြန်မာရေးကြောင်းဝင်ဖြန့်မြင့်မှုတွေဟာဆီအနာရှင်စနစ်သက်ဆိုးရှိအောင်မဖြစ်စေသင့်ဘူးလို့ထင်ပါတယ်။ကျွန်တော်တို့မြို့သားညီညွတ်အစိုးရအဖွဲ့အပါအဝင်တိုင်းသာတော်လိုင်းအင်အားစုတွေအနေနဲ့လည်းတရုတ်ရဲ့ကြောင်းဝင်ဖြန့်မြင့်မှုတွေနဲ့ပတ်သက်ပြီးဖြစ်သင့်ဖြစ်တိုက်တဲ့မူတွေအပေါ်မှာခြေခံမှုကျွန်တော်တို့အားလုံးတိုက်တွန်းလို့ဆိုတဲ့နဲ့လို့ယူဆပါတယ်လို့ယာယီသမရကပြောပါတယ်။ယာယီသမရကတရုတ်နိုင်ငံဘက်က NGO အစိုးရအဖွဲ့ပေါ်အမြင်တချို့ကိုပြန်လည်တင်မှတ်ပေးဖို့ကိစ္စဖြစ်ကြောင်း ဒီအုပ်နေနဲ့မြို့သားညီညွတ်ရေးအစိုးရပေါ်မှာမြို့မြို့သားထင်ကြီးတွေနဲ့ချင်းကပ်ထင်မြင်နေတာကြားပြီးဖြစ်ကြောင်းဆိုရဖွဲ့နေတဲ့ဒီချက်ကိုလည်းလေးနက်စွာကိုင်းတွယ်ဖြေရှင်းဖို့လိုကြောင်း NUG အစိုးရဖွဲ့ဟာတရုတ်ရဲ့ရန်သူမဟုတ်ကြောင်းတရုတ်ရဲ့အကျိုးစီးပွားကိုထိခိုက်စေမိအဖွဲ့မဟုတ်ကြောင်းဆိုတာတိတိကျကျထုတ်ဖော်ပြောဆိုနိုင်မှုလို့အကြောင်းယာယီသမရကထပ်လောင်းပြောပါရတယ်။ဆိုရဖွဲ့အစည်းအဝေးကိုယာယီသမရတို့ကလည်းရှိလားပြည်ထောင်စုဝန်ကြီးချုပ်မန်ဝင်းခိုင်တန်အပါအဝင် ီတော်စုဝင်ကြီးများဒူဝင်ကြီးများတက်ရောက်ခဲ့ကြပါရဲ့ရှင်။နောက်ထပ်တင်ပြမယ့်သတင်းကတော့မြို့နယ်အဆင့်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တွေနဲ့တာဝန်ခံများအနေနဲ့စီမံခန့်ခွဲမှုတွေကိုစနစ်တကျဆောင်ရွက်ဖို့ NGO ပြည်တော်စုဝင်ကြီးချုပ်ညွှန်ကြားတဲ့သတင်းဖြစ်ပါတယ်။မေလတရနေ့ကလုတ်တဲ့ဂျာကာလာဒေသန္တရပြည်သူ့အုပ်ချုပ်ရေးပေါ်ဆောင်မှုဗဟိုကော်မတီအစည်းအဝေးမှာဂျာကာလာဒေသန္တရပြည်သူ့အုပ်ချုပ်ရေးပေါ်ဆောင်မှုဗဟိုကော်မတီဥက္ကဋ္ဌဖြစ်တဲ့ပြည်တော်စုဝင်ကြီးချုပ်မန်ဝင်းခိုင်တန်းကခုလိုပြောကြားခဲ့တာဖြစ်ပါတယ်။ ကုလိုလေးစားလိုက်နာဆောင်ရွက်ခြင်းဟာဆူရရဲ့အုပ်ချုပ်ရေးနေရာပေါ် ပြည်သူလူထုရဲ့ယုံကြည်မှုကိုထိန်းသိမ်းမြင့်တရားရောက်ပြီးပြည်သူလူထုရဲ့ယုံကြည်မှုကိုပုံမခိုင်မာစေမှာဖြစ်တယ်လို့ဆိုပါတယ်။လက်ရှိကြုံတွေ့နေရတဲ့လူဆွမ်းအားအရင်မြင့်ဆိုင်ရာစိန်ခေါ်မှုတွေကြားကတိုင်ကြားလာတဲ့ကိစ္စရပ်တွေနဲ့မှုခင်တွေကိုစုံစမ်းဖော်ထုတ်ရမှာလဲလိုအပ်တဲ့ရေးယူဆောင်ရွက်မှုတွေလုပ်ဖို့အရေးကြီးတယ်လို့လည်းပြည်ထောင်စုဝန်ကြီးချုပ်ကသတိပေးပြောကြားခဲ့ပါတယ်။ ပြည်သူအကျိုးကိုရှေးရှုတဲ့အစိုးရတည်းအနေနဲ့မိမိတို့ရန်နေရာအတွင်းတရားမျှတမှုကိုထိမ့်သိမ်းပြသနိုင်မှပြည်သူလူထုကိုစစ်မှန်တဲ့အလို့ကျွေးပြုနိုင်မှာဖြစ်တယ်လို့လည်းသိပေးခဲ့ပါဗျ။လက်ရှိမှာကြုံနေရတဲ့အခက်အခဲတွေကိုနားလည်ပေမဲ့တာဝန်ရှိသူတွေအနေနဲ့မိမိတို့တက်နိုင်တဲ့ဘက်ကနေအကောင်းဆုံးကြိုးပမ်းဆောင်ရွက်ပေးကြဖို့လည်းပြည်တော်စုဝန်ကြီးချုပ်မန်ဝင်းခိုင်တန်းကတိုက်တွန်းပြောကြားခဲ့ပါဗျ။ကြာကလဒီတန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှုဗဟိုကော်မတီအဖွဲ့ဝင်တွေကလည်း15မိသော2025မှာချမှတ်ခဲ့တဲ့ဆုံးဖြတ်ချက် ရှေ့လုပ်ငန်းရှင်တွေနဲ့ပတ်သက်လို့ဆောင်ရွက်ပြီးစမှုချိန်တွေနဲ့ဆောင်ရွက်ဖို့ကြံနေတဲ့လုပ်ငန်းရှင်တွေကိုချပြရှင်းလင်းခဲ့ရတရောက်လာတဲ့တာဝန်ရှိသူတွေကကျေတွင်ဆွေးနွေးခဲ့ကြပါတယ်။ဒါအပြင်တိုင်ကြားလာတဲ့ကိစ္စရပ်များနဲ့အမှုကင်းတွေကိုစုံစမ်းဖော်ထုတ်ရမှာထိရောက်မှုရှိစေရန်လေးထားဆောင်ရွက်ပြီးလိုအပ်တဲ့ရေးယူဆောင်ရွက်မှုများပြုလုပ်ရန်ပြည်တော်စုဝန်ကြီးချုပ်ကပြောပါတယ်။လက်ရှိကြုံတွေ့နေရတဲ့လူဆွမ်းအားရင်းမြစ်ဆိုင်ရာစိန်ခေါ်မှုများကြားမှာပင် တိုင်ကြားလာသည့်ကိစ္စရပ်များနှင့်အမှုခင်များကိုစုံစမ်းဖော်ထုတ်ရာတွင်ထိရောက်မှုရှိစဉ်ရအလေးထားဆောင်ရွက်ပြီးလိုအပ်သည့်ရည်ယူဆောင်ရွက်မှုများပြုလုပ်ရအရေးကြီးပါကြောင်းပြည်သူ့ကြိုးကိုရှေးရှုသောအစိုးရတရက်နေဖြင့်မိမိတို့၏ရန်နေရာအတွင်တရားမျှတမှုကိုထိမ့်သိမ်းပြသနိုင်မှသာပြည်သူလူထုအားစစ်မှန်စွာအလို့အကျွေးပြုနိုင်မည်ဖြစ်ပါကြောင်းနှင့်လက်ရှိကာလ၏ခက်ခဲများကိုတိမှတ်ပြုနားလည်တော်လဲတာဝန်ရှိသူအလုံးနေဖြင့် မိမိတို့တက်နိုင်သည့်ဘက်မှအကောင်းဆုံးကြိုးပမ်းဆောင်ရွက်ပေးကြပါရန်တိုက်တွန်းအပ်ပါကြောင်းဦးကြီးချုပ်ကဆိုပါတယ်။တစ်ဆက်ထဲမှာပဲမြို့နယ်ဆင်ပြည်သူအစိုးရဖွဲ့များနဲ့တာဝန်ခံများအနေဖြင့်စီမံခန့်ခွဲမှုများကိုစနစ်တကျဆောင်ရွက်ရန်နဲ့အထက်အဆင့်ရှိလမ်းညွှန်ချက်များကို လေးစားလိုက်နာဆောင်ရွက်တင်တယ်လို့ဦးကြီးချုပ်ကထပ်လောင်းပြောပါရယ်။စီဝေသူပြည်တော်စုဝန်ကြီးချုပ်မိုင်ဝဲခိုင်တဲ့ဦးဆောင်ကပြည်တော်စုဝန်ကြီးများဒုတိယဝန်ကြီးများအမြဲတမ်းအတွင်းဝင်များ တွဲဘက်တူဝင်များနဲ့ဌာနဆိုင်ရာများမှတာဝန်ရှိသူများတက်ရောက်ခဲ့ကြပါရဲ့ရှင်။ဆလဘီတင်ပြပေးမယ့်တဲ့ရင်ကတော့မြို့နယ်လူခွေရေးတာဝန်ခံတွေကိုလူခွေရေးအကြောင်းတွေကိုပြန်လည်ပညာပေးပို့ချနိုင်တဲ့နည်းပြတွေဖြင့်လေ့ကျင့်ပေးနိုင်ခဲ့တယ်လို့ NGO လူခွေရေးဝန်ကြီးအသိပေးဆိုတဲ့သတင်းဖြစ်ပါတယ်။မြုပ်နယ်လူခွင့်ရေးတာဝန်ခံတွေကိုလူခွင့်ရေးအကြောင်းတွေကိုပြန်လည်ပညာပေးဖို့ချနိုင်တဲ့နည်းပြတွေဖြင့်လေ့ကျင့်ပေးနိုင်ခဲ့တယ်လို့ NGO လူခွင့်ရေးဆိုင်ရာဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဦးအောင်မျိုးမင်းကအသိပေးဆိုပါတယ်။ စကိုင်းနဲ့မကွေးတိုင်းတို့ကလူခွင့်ရတာဝန်ခံတွေအတွက်ခုနှစ်ရက်တာလူခွင့်ရနည်းပြသင်တန်းတစ်ခုအောင်မြင်စွာပြီးဆုံးခဲ့ပြန်ပါပြီ။မြို့နယ်လူခွင့်ရတာဝန်ခံတွေကိုလူခွင့်ရအကြောင်းတွေကိုပြန်လည်ပညာပေးပို့ချနိုင်တဲ့နည်းပြတွေဖြစ်လေ့ကျင့်ပေးနိုင်ခဲ့တဲ့လမ်းညွှန်ပေးနိုင်ခဲ့တဲ့ပို့ချဖို့သင်တန်းအစီအစဉ်တွေကိုလည်းချမှတ်နိုင်ခဲ့ပါတယ်။လူခွင့်ရပညာပေးမှုဆိုတာအချိန်တိုင်းနေရာတိုင်းမှာလိုအပ်နေရပါ ခုလိုမျိုးတွန်းလင်းကာလအတွင်းမှာအာဏာတွေပါဝါတွေကြောင့်မလို့ယုံကြည်ချက်ခံယူချက်တွေပျောက်ပြက်မသွားအောင်လူခွေရေပေါ်တာဝန်ရှိမှုတာဝန်သိမှုတွေမေးပြမသွားရလေအောင်အုပ်ချုပ်သူများရဲ့တာဝန်ကျင့်ဝတ်တွေကြောင့်ဒီပညာပေးရပါမယ်ပညာပေးရပါလိမ့်မယ်လို့ဆိုပါတယ်လူခွေတန်တန်းတွေပြုဖို့စိတ်ဆန္ဒရှိကြတဲ့အနည်းပြများအလုံးအောင်မြင်ပေးကင်းလုံခြုံစွာနဲ့လူခွေရေပညာပေးမှုတွေကိုဆက်လက်လုပ်ကိုင်နိုင်စေဖို့လဲဝန်ကြီးကစုမုံကောင်းတောင်းဆိုထားပါတယ်ရှင် ဆက်လက်ပြီးအပြစ်ကျူးလွန်သူ50ရှိဦးကိုအေးအေးယူဆောင်ရွက်ခဲ့တယ်လို့မြို့သားညညွေးအစိုးရရဲ့ရဲဘက်တရားစီရင်ရေးနဲ့စစ်ဘက်တရားစီရင်ရေးဆောင်ရွက်မှုများထုတ်ပြန်တဲ့သတင်းကိုတင်ပြပေးပါဦးမယ်။အပြစ်ကျူးလွန်သူ50ရှိဦးကိုအေးအေးယူဆောင်ရွက်နိုင်ခဲ့တယ်လို့မြို့သားညညွေးအစိုးရရဲ့ရဲဘက်တရားစီရင်ရေးနဲ့စစ်ဘက်တရားစီရင်ရေးဆောင်ရွက်မှုများထုတ်ပြန်ပါတယ်။မြို့သားညညွေးအစိုးရဟာ2022ခုနှစ် မေလ19ရက်နေ့မှစပြီးမြို့နယ်တရားရုံး15ရုံးစတင်ထူထောင်ပြီးရပ်ဘက်တရားစီရင်စတင်ဆောင်ရွက်နိုင်ခဲ့တယ်လို့ဖော်ပြပါတယ်။2024ခုနှစ်ကုန်ထိမြို့နယ်အဆင့်တရားရုံး30ရုံး၊ဂျာကာလာယူကန်တရားရုံးတရုံးတို့ကိုဖွဲ့စည်းနိုင်ခဲ့ပြီဖြစ်တယ်လို့သိရပါတယ်။စစ်ဘက်တရားစီရင်ရေးအရကာကွယ်ဝန်ကြီးဌာနအနေနဲ့ အချင်းစစ်တရားရုံးစေရုံစစ်ခုံရုံးနေရုံနဲ့ဖွဲ့စည်းလျက်စီးရေးဆိုင်ရာပြစ်မှုစစ်နမှုကိုစစ်ဆေးဆောင်ရွက်လျက်ရှိပြီးစီမံခန့်ခွဲမှုနည်းလမ်းအရလည်းအပြစ်ကျူးလွန်သူ90ရှိဦးကိုရေးယူဆောင်ရွက်ခဲ့တယ်လို့ဖော်ပြပါရရှင်။ခုနောက်ဆုံးတင်ပြပေးမယ့်သတင်းကတော့ပြည်ပညာရေးဒီဂရီကောလိပ်မှာကျောင်းသားသမဂ္ဂအလုံးမှုဆောင်ဖွဲ့ပြန်လည်ဖွဲ့စည်းတဲ့သတင်းဖြစ်ပါတယ်။ပြည်ပညာရေးဒီဂရီကောလိပ်ကျောင်းသားများသမဂ္ဂအလုံးမှုဆောင်ဖွဲ့ကိုမနေ့ကမေလ၁ရက်ကမ္ဘာအလုံးသမားနေ့မှာပြန်လည်ဖွဲ့စည်းလိုက်ပြီလို့သိရပါဗျ ပြည်ပညာရေးဒီဂရီကောလိပ်ကျောင်းသားများတမကအမှုဆောင်ဖွဲ့ကို2019ဒီဇင်ဘာလမှာပထမအကြိမ်2021ခုနှစ်မေလတရနေ့မှာဒုတိယအကြိမ်ဖွဲ့စည်းခဲ့ပြီးဆရာနာရှင်စနစ်တိုက်ဖျက်ရေးအတွက်တိုက်ပွဲဝင်ရင်ဖွဲ့ဝင်ချို့နှစ်ရှည်ထောင်နဲ့ချမှတ်ခံရတာနဲ့နားယူသွားသူတွေကြောင့်ပြန်လည်ဖွဲ့စည်းရတာလို့ဆိုပါတယ်ပြည်ပညာရေးဒီဂရီကောလိပ်ကျောင်းသားများတမကအနေနဲ့စစ်တုံးစစ်တိုက်ဖျက်ရေးဒီမိုကရေစီရေး ဖရပီတီပေါ်ပါရဲ့မတရားဖန်ဆီးကန်နိုင်ငံ့အကျဉ်းသားများလူများရင်းစားတဲ့မူလေးရက်နဲ့တိုက်ပွဲဝင်သွားမယ်လို့သိရပါဗျ။ပြည်မြို့နယ်မှာရှိတဲ့ចောင်းသားတွေကပြည်တက္ကသိုလ်ចောင်းသားများတမကနဲ့ပြည်မြို့နယ်ခြေကပညာចောင်းသားများတမကတို့ကိုဖွဲ့စည်းထားပြီးတိုက်ပွဲဝင်နေချိန်မှာပြည်ပညာရေးဒီဂရီကောလိပ်ចောင်းသားများတမကကိုထပ်မံဖွဲ့စည်းလိုက်တာကြောင့်ပြည်မြို့နယ်မှာចောင်းသားတမက၃ခုရှိလာပြီပဲဖြစ်ပါတယ်။ခုလိုပြည်ပညာရေးဒီဂရီကောလိပ်ចောင်းသားများတမကအလုံးမှုဆောင်ဖွဲ့ပြန်လည်ဖွဲ့စည်းနိုင်ခဲ့တဲ့အတွက်ဝမ်းမြောက်ကိုယူကြောင်း ြည်မြို့နယ်ကျောင်းသားများတမကဗကတံများဖွဲ့ချုပ်ကတဝန်လွာပေးပို့ခဲ့ပါတယ်ရှင်။ခုတင်ပြခဲ့တဲ့သတင်းတွေကို Radio Energy သတင်းတော့ပါကီနဲ့ကိုခန့်တို့မှပေးပို့ထားတာဖြစ်ပါတယ်ရှင်။မင်္ဂလာပါရှင် မနက်ဖြန်မေလ3ရက်နေ့အတွက်မူလီဝဒခံမှန်းချက်တွေကတော့ဘင်္ဂလားပင်လယ်အော်အခြေအနေမှာဘင်္ဂလားပင်လယ်အော်မှာတိမ်အထင်တင်ကနေတိမ်ထူထနိုင်ပြီးကပလီပင်လယ်ပြင်မှာတိမ်အနေငယ်ဖြစ်ထွန်းနိုင်ပါတယ်။ပင်လယ်ပြင်အခြေအနေကတော့ရခိုင်ကမ်းရိုးတန်းနဲ့မြဝါကျုံမဒေသတို့မှာလေဟာအနောက်အနောက်မြောက်ဘက်ကနေတနအီကို10မိုင်ကနေ -20 ခန့်တိုက်ခတ်နိုင်ပြီးလိုင်းအနေငယ်ကနေလိုင်းအထင်တင်ရှိနိုင်ပါတယ်။တနင်္သာရီကမ်းရိုးတန်းနဲ့မုတ်တမကွေတို့မှာလေဟာအရှိအရှိမြောက်ဘက်ကနေတနအီကို9မိုင်ကနေ10မိုင်ခန့်တိုက်ခတ်နိုင်ပြီးလိုင်းအနေငယ်ကနေလိုင်းအထင်တင်ရှိနိုင်ပါတယ်။ မိုးအခြေအနေကတော့နေပြည်တော်မန္တလေးတိုင်းတနင်္လာရီတိုင်းရှမ်းပြည်နယ်၊ကရင်ပြည်နယ်နဲ့မွန်ပြည်နယ်တို့မှာနေရာကွက်ပြီးမိုးကြီးနိုင်ပြီးတော့စကိုင်းတိုင်းကချင်းပြည်နယ်၊ချင်းပြည်နယ်နဲ့မွန်ပြည်နယ်တို့မှာနေရာစိတ်စိတ်ကနေနေရာကျကျမိုးထချုံရွာနိုင်ပါတယ်။မကွေးတိုင်း၊ရငုံတိုင်း၊အေရဝတီတိုင်း၊ပဲခူးတိုင်းနဲ့ရခိုင်ပြည်နယ်တို့မှာနေရာကွက်ကြမိုးထချုံရွာနိုင်ပါတယ်ရှင်။နေဘူးချင်းတွေကတော့မြန်မာနိုင်ငံတဝမ်းလုံးမှာနေဘူးချင်းတွေရောကြနိုင်ပြီးတော့မြို့ချင်းတွေကတော့မြန်မာနိုင်ငံတဝမ်းလုံးမှာမြို့ချစင်းမှုရောကြနိုင်ပါတယ်ရှင်။ ခရကတင်ဆက်ပေးမဲ့တော်လန်အစည်းဆောင်မအစီအစဉ်မှာမောင်လူမွေးရေးသားပြီးရန်နိုင်မှခန်းစားရွတ်ဖတ်ထားတဲ့စစ်ရှောင်းစခန်းကကြဲကလေးတွေလို့အမည်ရတဲ့တော်လန်အစည်းဆောင်မကိုနားဆင်ကြရမှာဖြစ်ပါတယ်ခင်ဗျာစစ်ရှောင်းစခန်းကကြဲကလေးတွေ2025ခုနှစ်အေဘီလာကုန်ကန်ကြီးရက်မှာတော့ မောင်လုံးမွေးနှစ်ထပ်ခွန်းစစ်ဆောင်စခန်းလေးတစ်ခုကိုရောက်ဖြစ်ပါတယ်။ဒီစစ်ဆောင်စခန်းလေးကလူတွေဟာပြီးခဲ့တဲ့နှစ်နှစ်ကရွာရင်းနဲ့အတော်အလှန်ဝေးတဲ့တောထဲမှာစစ်ဆောင်စခန်းတစ်ခုဆော့ပြီးနေခဲ့ကြပါတယ်။နေရတဲ့နေရာကတောထဲမှို့အငားအယံလိုက်ဖို့ခတ်တာနွားကုံတွေရဲ့နွားတွေကိုချင်းတောင်ပေါ်ကိုမောင်းပို့ရတဲ့အလုပ်ကလည်းချင်းပြည်နယ်တိုက်ပွဲတွေကြောင့်ရက်တန့်ကုံတော်တွေကြောင့်စောင်းဝင်နေကြီးပဲလို့မှအဆင်မပြေတော့လို့အရင်စခန်းထက် ရွာနဲ့ပုံနီးတဲ့တောထဲကိုပြန်ပြောင်းခဲ့ကြတာဖြစ်ပါလေ။ဒါကြောင့်နှစ်ထပ်ကွန်းစစ်ဆောင်စကန်းလေးလို့ဆိုရတာပါ။နှစ်ထပ်ကွန်းစစ်ဆောင်စကန်းလေးမှာမိုးကောင်နဲ့ဖြစ်တယ်လို့ယာယီတဲထိုးပြီးစာတင်နေရတယ်။စာတင်ကြောင်းမဆောက်ရသေးဘူးဆိုလို့တက်နိုင်တယ်များကူညီဖို့သွားတာပါ။မောင်လူမွေးရောက်သွားတဲ့အချိန်မှာတော့စကန်းကယာယီမိုးကောင်တဲမြေဆိုင်စာတင်ဆောင်လေးဟာဖယိုဖယဲပြိုချပြီးနေပါပြီ။မောင်လူမွေးမသွားခင်တရက်ကလေးအနှဲငယ်ထန်တာမှာဒီလိုဖြစ်သွားတာလို့သိရပါတယ်။ မောင်လူမွေးလဲမောင်လူမွေးတို့စူပေါင်းအဖွဲ့အမည်လေးနဲ့9သိန်းချက်ကျောင်းဆောက်ဖို့ကျောင်းကော်မတီကိုပေးအပ်လိုက်ပါတယ်တောင်ဝကန်ဆီယမာလေးရောကျောင်းကော်မတီဝင်ရောစကန်းအုပ်ချုပ်မှုရောမျက်နှာတွေကတိတိသားသားလင်းလက်သွားကြပါတယ်မောင်လူမွေးဟာကျောင်းဆရာတယောက်ဖြစ်လေတော့နှစ်ထပ်ကွန်းစစ်ဆောင်စကန်းလေးကကျောင်းသူကျောင်းသားတရားခန့်နဲ့ဝယုံမေအောက်မှာတွေ့ကြပါတယ်ကလေးတွေဟာစိတ်ပြက်အားငယ်ဖို့မရပဲတက်ကြွတွက်လက်နေတာမြင်ရတော့မောင်လူမွေးဝမ်းနေဝမ်းသာခံစားရပါတယ် မောင်လုံးမွေးနဲ့ကလေးတွေတချင်းတပုတ်အတူဆိုကြပါလေမောင်လုံးမွေးကရှေ့ကဆိုသူတို့လေးတွေကနောက်ကလိုက်ဆိုပေါ့မောင်မေညာမိုင်လို့သားရဲ့အာငယ်မနေနဲ့ကွယ်တရားတဲ့ထောပါတဲ့ကဝဲရောက်ပိုကဲရှောင်းမြတ်တော့ပါသေးတယ်အိုးကွယ်လင်းလိုက်ဆမ်းမချက်လေးရဲ့ တချင်းဆိုပြီးတဲ့အချိန်မှာကလေးတွေနဲ့မောင်လူမွေပူရင်းနေသွားပြီးမောင်လူမွေရောကလေးတွေရောခွန်အားတစုံတရာရလိုက်တယ်လို့ခန်းစားကြရပါတယ်။ကလေးတွေဝယုံပိအောင်ထိုင်နေကြရတာမို့မောင်လူမွေကလေးတွေကိုစကားကြကြမပြောရပါဘူး။သူတို့ချင်းနေလေးတွေမြင်ရအောင်သာတွေးဆရတဲ့သဘောပါ။ကလေးတွေရဲ့မျက်နှာမှာညှိုးငယ်ရိပ်မရှိလို့မောင်လူမွေဖြေတာခဲ့ရတယ်လို့ကောမဒီကလည်းနှစ်ပတ်လည်အတွင်းကံမိုးမြေဆိုင်ကြောင်ပြီးအောင်ဆောက်မယ်ဆိုလို့ဝန်တာရပါလေ။စာတင်ကြောင်းဆောက်ပြီးတဲ့အခါမကြမကြလာမှဖြစ်ကြောင်း ပုံမြင်တွေပြောပြမှာဖြစ်ကြောင်းကလေးတွေကိုဂရီပေးနှုတ်ဆက်ပြီးနှစ်ထပ်ကွန်းစစ်ဆောင်စကန်းလေးကနေမောင်လုံးမွေးထွက်လာခဲ့ပါတယ်။နှစ်ထပ်ကွန်းစစ်ဆောင်စကန်းလေးကနေနောက်ထပ်စစ်ဆောင်စကန်းတစ်ခုကိုမောင်လုံးမွေးဆက်သွားပါတယ်။စကန်းနှစ်ခုဟာလေးမှန်ဝင်းကျင်လောက်ဝေးပါလေ။မောင်လုံးမွေးနောက်ထပ်ရောက်တဲ့စစ်ဆောင်စကန်းကတော့မောင်လုံးမွေးကိုယ်တိုင်အဲ့ဒီစကန်းကမိသားစုဝင်တယောက်လိုရင်းနေပြီးသားစစ်ဆောင်စကန်းပါ။အဲ့ဒီစစ်ဆောင်စကန်းကတော့အသားကျနေပြီမို့လူဦးရေများသလိုစနေလဲကြတယ်။ပညာရေးကိုလည်းအားပေးရကောင်းမှန်သိပြီး ကြေးရွာတော်တော်များများထက်ကိုကလေးတွေဟာပညာရည်ကောင်းကြပါတယ်။အရင်စစ်ဆောင်စခန်းကဆရာဆရာမတွေဟာမောင်လူမွေးနဲ့ခင်မင်ပြီးပညာရည်ဆွေးနွေးပွဲတွေလည်းအတူလုပ်ကြပါတယ်။ပညာရည်ကိုအလေးပေးတဲ့အရင်စစ်ဆောင်စခန်းကဆရာဆရာမတွေနဲ့မောင်လူမွေးတွေ့ဆုံကြပါတယ်။လာမယ့်ပညာသင်နှစ်အတွက်ပညာရည် workshop လုပ်ကြဖို့ဆွေးနွေးဆုံးဖြတ်ဖြစ်ကြပါတယ်။ပညာရည် workshop လုပ်ပြီးသွားရင်မောင်လူမွေးတို့လင်မယားနှစ်ယောက်ရောအရင်စစ်ဆောင်စခန်းကဆရာဆရာမတွေရောနှစ်ထပ်ကွန်းစစ်ဆောင်စခန်းလေးကအကြောင်းကိုသွားပြီး ညညာရေးဝက်ရှော့ထပ်လုပ်ပေးကြဖို့အကြံဉာဏ်ပေးတော့အားလုံးကဝမ်းမြောက်ဝမ်းသာထောက်ခံကြပါလေစစ်ဆောင်စကန်တွေကကလေးတွေဟာရွာထဲမှာနေရတဲ့ကလေးတွေလိုမိုးလုံးလေးလုံးအိမ်နဲ့မနေရသလိုမိုးလုံးလေးလုံးအဆောက်အဦမှာလည်းစာမတင်ကြရပါဘူးရွာထဲကကလေးတွေကိုသူတို့မစားရဘူးမကစားကြရဘူးရွာထဲကကလေးတွေနဲ့လေရင်ကြောက်ရတာချင်းကတော့တူကြပါလေစစ်ဆောင်စကန်ကကလေးတွေဟာအစားအစာအရာရာပိုချို့တဲ့တာမို့သူတို့လေးတွေပညာတော်တဲ့ကြားရင်မောင်လူမွေးတိတ်ပျော်ပါလေ တို့လေးတွေကိုတောဆီးခြင်းတက်ဆီးခြင်းနဲ့ကိုဒီသားကိုဥဆောင်နိုင်မဲ့သူတွေဖြစ်စေခြင်းနဲ့သူတို့ဟာဘဝရဲ့ဒုက္ခသင်ယိုးကိုကောင်းကောင်းကြီးညက်ထားသူတွေဖြစ်လို့သူတို့တွေခေါင်းဆောင်နေရာရောက်ရင်ဒုက္ခရောက်နေသူတွေကိုပူနာလဲပူဆာလာနိုင်မဲ့သူတွေဖြစ်မယ်လို့မောင်လုံးမွေးယုံကြည်ပါတယ်။ဆေချောင်စကန်းကကြဲကလေးတွေလင်းနိုင်ဖို့ဤဇာသူတွေစွမ်းနိုင်သူတွေလှုပ်ဆောင်ပေးကြပါလို့မောင်လုံးမွေးတိုက်တွန်းလိုက်ပါရစေ။မောင်လုံးမွေး ဒီယို NUG သောတာရှင်များခင်ဗျာဒီကနေ့ညပိုင်းရဲ့နောက်ဆုံးစီစဉ်ဖြစ်တဲ့တော်လန်ရေးတေဂီတာစီစဉ်မှာ Skyboy ခိတဒူဘိုင်းမှတီဆိုတင်ဆက်ထားတဲ့ဒါနောက်ဆုံးပွဲလို့အမည်ရတဲ့တော်လန်ရေးတေဂီတာကိုနားဆင်ကြရမှာဖြစ်ပါတယ်ခင်ဗျာ sông quê dù đại hà tâm anh thì khu lo gì cha đã về chỉ lại tiền này tâm anh đã chẳng khi mà về đã nào sông quê và bóng đi cha đã vào đường mà cho nên hết chuối cha đã vào đường mà thế thế để cha đi đâu shine if you're young. ီညနေပဲ Radio NUG ရဲ့အစီအစဉ်တွေကိုခေတ္တရ延လိုက်ပါမယ်ရှင်။မြန်မာစံတော်ချိန်မနေ့၈နာရီခွဲနဲ့ည၈နာရီခွဲအချိန်တွေမှာပြောင်းလဲဆိုပြကြပါလို့ရှင်။ Radio NUG ကိုမနေ့ပိုင်း၈နာရီခွဲမှာလိုင်းတူ60မီတာ19.7 MHz နဲ့ညပိုင်း၈နာရီခွဲမှာလိုင်းတူ95မီတာ17.9 MHz တို့မှာဓာတ်ရိုက်ဖမ်းယူနိုင်ပါရှင်။ မြန်မာနိုင်ငံသူနိုင်ငံသားများကိုစိတ်နှဖျားစမ်းမချမ်းသာလို့ဘေးကင်းလုံခြုံကြပါစေလို့ Radio NUG ရဲ့ဖွင့်သူဖွေသားများကဆုတောင်းလိုက်ရပါတယ် San Francisco Bay Area အခြေဆိုင်မြန်မာမိသားစုများနိုင်ငံတကာကစေတနာရှင်များလို့အားပေးကြရဲ့ video energy ဖြစ်ပါရှင်အရေးတော်ပုံအောင်ရမည်